စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆဲများဝန်ကြီးဌာနအနေဖြင့်စိုက်ပျိုးရေးရရှိရန်ခက်ခဲတဲ့ဒေသများမှာမြေအောင်ရေးရင်းမြစ်များအသုံးပြုရန်စက်ရည်တွင်25,969တွင်ကိုတူဖော်ပေးထားကြောင်းသိရပါတယ်။အဆိုပါစက်ရည်တွင်များကို1992နဲ့1993ခုနှစ်မှ2024-2025ဒီဇင်ဘာလကုန်အထိဆဲများနဲ့ရေးသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှစိုက်ပျိုးရေးစက်ရည်တွင်စုစုပေါင်း25,969တွင်ကိုတူဖော်ပေးခဲ့ပြီးနိုင်ငံတော်မှရှမ်းပုံငွေကျပ်73သတ္တမ င်း8.8ဘီလီယံကျပ်ဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့စိုက်ပျော်ရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမှုဦးကအခုလိုပဲပြောပြထားပါတယ်ရှင်မိုးမလုံလောက်တဲ့နေရာတွေမှာရောက်ယူဖြည့်ဆွဲပူညီပေးဖို့အတွက် ျွန်တော်1992 93ခုနှစ်ကနေပြီးတော့ကျွန်တော်2024 25ဒီဇင်ဘာလကုန်အထိဒင်္ဂနာများရာနိုင်ငံတော်အစီအစဉ်တွေနဲ့စက်ရုံပေါင်း15969တွင် ျွန်တော်တူးဖို့ပြီးခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့ယခုလကုန်ထိဖြစ်ပေါ်မဲ့စည်ရပြင်းပေါင်းကတော့2545တွင်ထိတူးဖို့ဆောင်ရွက်ပြီးဖြစ်မှာဖြစ်ပါတယ်ဆောင်ရွက်ခဲ့တဲ့အတိုင်းတွေကတော့ပြည်တော်စုနယ်မြေပါဝင်ကချင်ကယားကရင်သခိုင်းပဲခူးမကွေးမန္တလေးရန်ကုန်ရှမ်းကယားဝတီစရှိတဲ့အတိုင်းဒေသကြီးပြည်နယ်ဆက်တခုမှာတူးဖို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့1992 93မှာလာယခု2024 25ခုနှစ်အထိပေါ့ပြင်းပြအနေနဲ့တော့ နိုင်ငံတော်ကနေပြီးတော့ရန်ပုံငွေ73.88ဘီလီယံကျပ်เนาะအကုန်ကြကန်ကျွန်တော်ဆောင်ရွက်ပြီးထားခဲ့တယ်ဖြစ်ပါတယ်ဒီတွင်းများမှာကျွန်တော်ရေထုတ်ယူစိုက်ပျိုးနိုင်မဲ့ခမိုင်းဧကပေါင်း35,580,880ဧကကျူးပြူနိုင်ဖို့အတွက်စက်ရုံများတူဖို့ပြည်စည်းခဲ့ပါကြောင်းပြပြပါတယ် ဆန်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်နိုင်ငံတော်မှာတည်ဆောက်ထိန်သိမ်းထားရှိတဲ့ရေအားစဦးများမှာရေလောင်တမန်ရေလွှဲဆဲကန်ရေတကားနဲ့မြေရေတဲလုပ်ငန်းများမှာစိုက်ပျိုးရေးပင်ဝင်ခြင်းတောက်သုံးရေးပင်ဝင်ခြင်းလုပ်ငန်းများလည်းဆောင်ရွက်ပေးထားကြောင်းလည်းသိရပါဗျ။ဒီသတင်းတော့သတင်းတော့မှဖြိုးဤပိုင်းကသတင်းရယူပေးထားတာပဲဖြစ်ပါရှင်။